ပါဒီနေ့ကျွန်တော်တို့ new one အသင်းတော်ရဲ့ဗုဒ္ဓဟူးနေ့ဝိညာဉ်အာဟာရညနေစာအစီအစဉ်မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာပြန်လည်မှာကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်အသက်တာထဲမှာတည်ဆောက်ဖို့ရန်အတွက်ပြန်လည်ပြင်ဆင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေ့မှာကျွန်မယူဆောင်တဲ့နှုတ်ကပတ်တော်လေးကိုခဏလေးဖတ်ချင်ပါတယ်ဟေပြဲဩဝါဒစာအခန်းကြီး၄အပိုက်ငယ်၁၁ဖျားသခင်ဤနှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်းတကိုးနှင့်ပြုပြင်ခြင်းတန်လျက်တကာတို့ထက်ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း အယိုးစနစ်ချင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွင်သက်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏နှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းမှာဘုရားသခင်စကားပြောပါစေဟုတ်ပြီကျွန်တော်ဒီကနေ့မှာဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်လို့ပြောတဲ့အခါမှာပေါ့နော်ဒီကနေ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာဒီနေရာပထမအဦးဆုံးဘာပြောထားလဲဆိုတော့အသက်ရှင်ခြင်းလို့ပြောထားတယ်ပြီးတော့တကိုးနဲ့ပြုပြင်ခြင်းတန်လက်တကာတို့ထက်ထက်ခြင်းနဲ့ပြည့်စုံတယ်တဲ့အဲ့တော့ဒီနေ့ ဖရာတခင်ရဲ့နှုတ်ကပတ်တော်ဟာနံပါတ်1အသက်ရှင်တယ်လို့ပြောတယ်။ဘာလို့အသက်ရှင်တာလဲဆိုလို့ရှိရင်ဖရာတခင်ရဲ့နှုတ်ထွက်တရားတော်စကားတစ်ခုချင်းစီတိုင်းကကျမတို့အသွင်းထဲမှာအသက်ရှင်နေတာဖြစ်တယ်။အဲ့တော့ဒီနေ့ယေရှုခရစ်တော်ဟာလာဇရုကိုတင်ကြိုင်တွင်ထဲမှာတည်သွားတဲ့လာဇရုကိုယေရှုခရစ်တော်ဟာလာဇရုထား၍လာတော်လို့ပြောတဲ့အခါမှာလာဇရုကအဲ့တင်ကြိုင်တွင်ထဲကနေထွက်လာတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။အဲ့တော့ဖရာရဲ့နှုတ်ကပတ်တော်ဟာဘလောက်ထိ အသက်ရှင်တယ်လဲဆိုတဲ့အရာကိုဒီညမှာတွေ့ရတယ်။ဘာလို့အသက်ရှင်တာလဲဆိုလို့ရှိရင်အဲ့ဒီဖရာသခင်ဟာအသက်ရှင်တဲ့ဖရာဖြစ်လို့ဖြစ်တယ်။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ဟာရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးတဲ့အပိုင်းငယ်၄မှာပြောထားလဲဆိုရင်ထိုနှုတ်ကပတ်တော်၌အသက်ရှိ၏တဲ့။ထိုအသက်ဒီလဲလူတို့ဤအလင်းဖြစ်ဤထိုအလင်းဒီမောင်မိုက်၌လင်း၍မောင်မိုက်ဒီမခံမယူ။အဲ့တော့ဒီနေ့အဲ့ဒီနှုတ်ကပတ်တော်မှာအသက်ရှိတယ်လို့ပြောတယ်။အဲ့တော့အသက်ဆိုတဲ့အရာက ဘာလဲဆိုလို့ရှိရင်အသက်ရှင်ခြင်းဟာတည်ခြင်းနဲ့အင်မတန်မှကွာခြားတာဖြစ်တယ်။အသက်ရှင်နေဆိုတာကလှုပ်ရှားလို့ရတဲ့အရာတစ်ခုဖြစ်တယ်။အသွင်းထဲမှာလှုပ်ရှားနေခြင်းမျိုးဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ဖရာတခင်နှုတ်ကပတ်တော်ကအသက်ရှင်တယ်လို့ပြောတဲ့အခါမှာအဲ့ဒီအသက်ရှင်ခြင်းကဘလောက်ထိထိရောက်မှုရှိတယ်လဲဆိုလို့ရှိရင်တဲ့ကျမတို့ရဲ့အသက်တာထဲမှာတည်ရတဲ့သူကိုပင်လည်းအသက်ရှင်စေုံတာမကဘဲနဲ့ကျမတို့ရဲ့စိတ်ဝိညာဉ်ကျမတို့ရဲ့ခန္ဓာကျမတို့ရဲ့ လှုပ်ရှားမှုသွေးခေါ်ကြံစီအားလုံးထဲမှာပင်လေဘာဖြစ်စီလဲဆိုတော့အသက်ရှင်စီတယ်အဲ့တော့တေတဲ့သူကိုသွားထိတွေ့ကြိုင်တဲ့ခါမှာတေတဲ့သူကိုသွားပြီးကျမတို့စမ်းတတ်တဲ့ခါမှာတေတဲ့သူကဘာမှမတိတော့ဘူးအဲ့တော့သူ့ကိုတိတို့တယ်သူ့ကိုစကားပြောတဲ့ခါမှာသူဘာမှမတုံ့ပြန်တော့အဲ့ဒီညာကတေခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့တေတဲ့လူကဘာမှလှုပ်ရှားမှုမရှိတော့ဘူးဒါပေမဲ့အသက်ရှင်တယ်လို့ပြောတဲ့ခါမှာအသက်ရှင်ခြင်းရဲ့လက္ခဏာတက်တွေကလှုပ်ရှားခြင်းဖြစ်တယ် ဒါကြောင့်မို့ဖရာခင်နှုတ်ကပတ်တရားတော်ဟာတဲ့အသက်ရှိတယ်လို့ပြောတဲ့ခါမှာအဲ့ဒီနှုတ်ကပတ်တရားတော်ကိုကြားတဲ့လူတိုင်းရဲ့ဘဝအသက်တာထဲမှာအဲ့ဒီစကားကအသက်ရှင်လှုပ်ရှားတယ်ဆိုတဲ့အရာကိုပထမဦးစွာပြောလို့တယ်ဒုတိယကတကိုးနဲ့ပြုတ်ပြင်တယ်တဲ့ပြီးတော့တန်လက်တကာတို့ထက်ထက်ခြင်းနဲ့ပြည့်စုံပြီးဖြစ်၍အသက်နှစ်စိတ်ဝိညာဉ်ကို၎င်းအယိုးစနစ်ချင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင်းတတ်တယ်အဲ့တော့ဒီနှုတ်ကပတ်တော်ဟာအသက်ရှင်တာမကပဲနဲ့ကျမတို့ရဲ့ အသွင်းထဲမှာရှိတဲ့ဟိုလူတယောက်ရဲ့အနက်ရှိုင်းဆုံးတဲ့အသည့်ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုပင်လင်းတည်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်စိတ်ဝိညာဉ်ကိုတော့ပိုင်းခြားနိုင်တဲ့အသည့်အဲ့ဒီနှုတ်ကပတ်တော်ကအစွမ်းထက်တယ်ဆိုတဲ့အရာကိုဒီကနေ့မိတ်ဆွေကိုပြောပြချင်တာဖြစ်တယ်အဲ့တော့ဒီနေ့စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်တယ်တဲ့ဒီကနေ့ကျွန်တော်ရဲ့အတ္တတထဲမှာစိတ်နှလုံးရဲ့အကြံစီကိုလူတိုင်းကမသိနိုင်ဘူးမိမိရဲ့စိတ်နှလုံးထဲမှာရှိနေတဲ့အရာတွေကိုတအူးနဲ့တအူးလည်းမသိနိုင်သလို ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီစိတ်နှလုံးထဲမှာကြံစီနေတဲ့အရာတွေကိုဘယ်သူကမှမမြင်နိုင်ဘူးလို့ကျမတို့ကိုယ်တိုင်ပင်လည်းထင်တတ်တာဖြစ်တယ်။အဲ့တော့ဒီကနေ့စိတ်နှလုံးအကြံစီကိုပင်လည်းသိတဲ့ဖယားဟာအဲ့ဒီနှုတ်ကပတ်တော်နဲ့ကျမတို့ကိုအသက်ရှင်စေတဲ့ဖယားဖြစ်ပါတယ်။အဲ့တော့ဖယားတခင်ရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တယ်လို့ပြောတဲ့ခါမှာကျမတို့အထင်မှာပြုပြင်ပြောင်းလဲပေးတယ်ဆိုတဲ့အရာကိုဒီနေ့တွေ့ရတယ်။ဒါကြောင့်မိဆွေရဲ့တတထဲမှာဒီမှာကြီးစုနေတဲ့မိဆွေများကိုလည်းအားပေးခြင်းပါတယ်။ဒီကနေ့သင်ကြားနေတဲ့နှုတ်ကပတ်တော်ဟာ လူတွေပြောနေတဲ့နှုတ်ကပတ်တော်မဟုတ်ပါဘူးအသက်ရှင်တဲ့ဖယားခင်စီကလာတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အခါမှာသင်ရဲ့တသက်တာထဲမှာအဲ့ဒီနှုတ်ထက်စကားကိုတာသင်ယုံကြည်လက်ခံပြီးမှသင်ဘဝတသက်တာထဲမှာအသက်ရှင်ကြည့်မယ်ဆိုရင်အဲ့ဒီအသက်ရှင်တဲ့ဖယားကိုခေါ်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီနှုတ်ကပတ်တော်သင်ထဲမှာရောက်လာတာနဲ့သင်ဘဝတစ်ခုလုံးဟာအသက်ရှင်ခြင်းကတူပြောင်းလဲသွားမှာဖြစ်တယ်ဆိုတဲ့အရာလေးနဲ့အားပေးခြင်းနဲ့ဒါကြောင့်မို့ကျွန်တော်တို့စိတ်နှလုံးအကြံစီထဲမှာဘလို့အရာတွေရှိနေလဲဆိုတာ တခါတည်းမှာမိမိကိုယ်ကိုယ်တော့မိမိမသိနိုင်တဲ့အခြေအနေတွေမြောက်များစွာရှိတယ်။သို့တော်ညာလဲကျမတို့တွေ့ကြုံနေရတဲ့အသွင်ထဲမှာခံစားနေရတဲ့ဝေဒနာတွေအားလုံးပြဿနာတွေအားလုံးကိုသိတာကထို့အသက်ရှင်တဲ့ဖရာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေ့တင်တဲ့ကျွန်တို့ရဲ့အသက်တာထဲမှာအဲ့ဒီအသက်ရှင်တဲ့ဖရာရဲ့နှုတ်တော်ထွက်တရားကိုယခုတင်ကြားနေတဲ့အတိုင်းမဲ့ ယုံကြည်လက်ခံပြီးမှတင့်တတ်တိုင်းမှာထိုဖရာတခင်ကိုစကားပြောကြည့်ပါထိုဖရာတခင်ကိုခေါ်ဖိတ်ကြည့်ပါညီဆန်းကြည့်ပါထိုအခါမှာထိုနှုတ်ကပတ်တော်ကသင်ရဲ့အသက်တာထဲမှာပြုပြင်ပြောင်းလဲမှုတွေနဲ့အတူအသက်ရှင်လာမယ်ဆိုတဲ့အရာလေးနဲ့အားပေးချင်တာဖြစ်ပါတယ်နှုတ်ကပတ်တော်အပြင်ရောက်ချင်းစီတိုင်းဖရာတခင်ကောင်းချီးပေးပါစေ